အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025စက်တင်ဘာလ29ရက်နေ့ဖြစ်ပါတယ်နော်ဒိုင်းမော်မှာဘာသာကြားဒီနဲ့အငင်းခုန်ဖြစ်တဲ့အခါမှာဗုဒ္ဓဘာသာဒီဘက်ကအားနယ်ချက်တွေကိုအများကြီးတွေ့ရတယ်အဲ့ဒီအားနယ်ချက်တွေကိုကျွန်တော်ပြောပြမယ်နော်ခမားတို့က6ရင်ကြောက်တယ်မြောက်ရင်မြောက်တယ်အဲ့ဒီပြဿနာကခမားတို့ရဲ့အဓိက အားနယ်ချက်ပဲအဲ့ဒီအားနယ်ချက်ကိုတစ်ဖက်သောဘာသာကြားဒီကအာယူပြီးတော့ခမားတို့ကိုတိုက်ခိုက်တာဖြစ်တယ်ဘလို့6ရင်ကြောက်ပြီးဘလို့မြောက်ရင်မြောက်လဲဆိုတော့ခမားတို့ဒီသူတော်ကောင်းတွေမဟုတ်ဘူး ခမရတို့ဒီပုထုဇဉ်လူသားတွေဖြစ်တယ်ပုထုဇဉ်လူသားတွေဖြစ်တဲ့အချိန်မှာမြတ်စွာဘုရားရဲ့အလွန်ကောင်းမွန်တဲ့တရားတွေနဲ့မေတ္တာတရားထားပါဗျာကရုဏာတရားထားပါဗျာသီးခံလိုက်ပါဗျာဆိုတဲ့ဇာတ်ရည်နဲ့တွန်းလာတိုက်လာလို့ရှိရင်ခမရတို့ကဒဏ်မခံနိုင်ဘူးခမရတို့သူတော်ကောင်းမဟုတ်ဘဲနဲ့သူတော်ကောင်းရအောင်ဆောင်ပြီးတော့ဇာတ်ရည်ဆက်မပြောနိုင်တော့ဘူးကိုကိုကိုအထင်ကြီးဘစ်သွားတာပေါ့နော်ကိုကိုသူတော်ကောင်းကြီးကိုထင်သွားကြတာခမရတို့သူတော်ကောင်းကြီးမဟုတ်ဘူးလူတို့ရဲ့ကုသိုလ်ကမ္မပါဒတရား၁၀ပါးခမရမှာရှိတာကိုကိုကိုအရင်ပဲ ငါးပါးတိလာခမရလုံလာကိုကိုကိုမီငါးပါးတိလာလုံပြီဆိုရင်ကုသိုလ်ကမ္မပဒတရား၁၀ပါးကာယကံ၃ပါးဝစီကံ၄ပါးမနောကံ၃ပါးကိုခမရထိန်းထားနိုင်လားအဲ့ဒါတွေကိုခမရကြင်ကြင်ပြက်ပြက်သိသလားမသိဘဲနဲ့ခမရကမေတ္တာတရားကြီးလို့လို့ကရုဏာသမားကြီးလို့လို့သူတော်ကောင်းကြီးလို့လို့မလုံနဲ့အယောင်မဆောင်နဲ့အဲ့ဒါအယောင်ဆောင်တာသူတော်ကောင်းယောင်ဆောင်တာအဲ့ဒါပြက်စီးတယ်ပုရုษရှင်ကသူတော်ကောင်းယောင်ဆောင်လို့ရှိရင် လောကီအကျိုးစီးပွားပြက်စီးတယ် လူကယဟန်နဲ့တူအောင်နေလို့မရအောင်အဲ့ဒါယဟန်တီလာတယ်လူတီလာမဟုတ်လူတီလာဒီကုသကမ္မပရာတရားတရား10ပါဒုစရိုက်10ပါကိုရှောင်ကျင်လိုက်တာအဲ့ဒီဒုစရိုက်10ပါခမရမရှောင်ကျင်ထားနိုင်မင်းနဲ့ခမရကြီးကြီးကျယ်ကျယ်တီလာတွေရှောက်မပြောနဲ့အရိလာသူတော်ကောင်းတွေထားအပ်တဲ့မေတ္တာတွေကရုဏာမုဒိတာတွေခမရမှာမရှိဘူးဟုတ်လားခမရဒီပုထုဇဉ်နယ်ထဲမှာဖြစ်တဲ့အတွက်ခမရမှာငါလည်းရှိတယ်ငါဥစ္စာလည်းရှိတယ်ငါသားငါမယားငါနိုင်ငံငါလူမျိုးငါတိုင်းပြည်ဆိုတဲ့အစွဲခမရမှာရှိတယ်မပြုတ်ဘူး အရိယာဖြစ်မှာပြုတ်တာအရိယာဖြစ်မှာပြုတ်သွားတဲ့သောတာပန်သည်ပင်လျင်လောဘလည်းမငြိမ်ဘူးဒေါသလည်းမငြိမ်ဘူးမောဟလည်းမငြိမ်ဘူးအာကုသို့ကိုလွန်ကျူးတဲ့လောဘဒေါသမောဟသာမရှိတာဒီအစွဲတွေသာမရှိတော့တာသူ့မှာမငြိမ်ဘူးတသမိသိရင်လည်းငိုတတ်သည်တယ်အဖေသိရင်လည်းငိုတတ်သည်တယ်သတင်းသုံးပေါ်တွေသိရင်လည်းရှင်သာရိပုတ္တရာသိတော့လေရှင်အာနန္ဒာကိုရောမြတ်ကြီးကတောင်မှမြောင်မှန်းတော့မသိတော့ဘူးသူ့ကိုတွေ့ဝေပြီးတော့စိတ်ဆင်းရဲနေရသည်တော်တပံ အတိယအဲ့ဒီတောတာပံတော့အဲ့ဒီလိုအစွဲမျိုးရှိနေသေးတယ်ဆိုရင်ခမားတို့ဘာကောင်းနေမှမဟုတ်ဘူးသူတော်ကောင်းရောက်မဆောင်နဲ့အဲ့တော့ဗုဒ္ဓဘာသာလူမျိုးတွေကဘာလဲဆိုတော့ဖျားတရားတန်ခါပေါ်မှာကြီးညိုတာကတောတာပံမှာကြီးညိုနိုင်တာပုထုဇဉ်ကဘယ်ကြီးညိုနိုင်မလဲဆိုပြီးတော့ပုထုဇဉ်ကကြီးညိုမှုကဘယ်မြဲမလဲဆိုပြီးအဲ့ဒီစကားမျိုးတော့ပြောတတ်ကြတယ်ကိုကအရိယာမဟုတ်ဘဲနဲ့အရိယာသူတော်ကောင်းတို့နေပုံစံမျိုးကိုလိုက်ပြီးတော့အယောင်ဆောင်နေအတုခိုးတာနဲ့အယောင်ဆောင်တာနဲ့မတူဘူး သောတာပန်တို့ရဲ့အင်္ဂါရက်ကဖရာတရားတန်ခါယနာမြတ်သုံးပါးပေါ်မှာမတုံမလုံယုံကြည်တဲ့ကံ၅ပါးလုံနေအဲ့ဒါဒီကျုပ်တို့ကအတူယူရတာအယောင်ဆောင်ရတာမဟုတ်အဲ့ဒီပုံစံနဲ့ရောက်အောင်နေနီးထိုင်နေကိုရောက်အောင်နေရတယ်အဲ့ဒါဒီကျုပ်တို့ရဲ့သောတာပန်နဲ့တူတဲ့အကျိုးစီးပွားကိုရတယ်အဲ့ဒါဆိုရင်ကျုပ်တို့ကဇူလသောတာပန်ဖြစ်တယ်ဒါအထီးကရှင်းရှင်းလေးလေးတစ်ဖက်ဘက်ကပြောလိုက်တယ်ဆိုရင်ဥပမာတစ်ခုပြောပြမယ်ဘာသာကြားကကိုယ့်ဘာသာကိုလာပြီးတော့မဟုတ်မမှန်စကားတွေနဲ့တိုက်ခိုက်တယ် လီဇယ်စကားတွေဂုံးတိုက်စကားတွေနဲ့တိုက်ခိုက်တယ်ခမ ्या ကမဖြေရှင်းဘူးတေခမ ्या ကမဖြေရှင်းတဲ့အခါကြလို့ရှိရင်ခမ ्या ကအဲ့ဒါတီးခန့်တာမဟုတ်ဘူးကြောက်တာဘာကိုကြောက်တာလဲလို့မေးလို့ရှိရင်ခမ ्या ကိုဝိုင်းပြီးဗလိန်ကခမ ्या ကြောက်တာအဲ့ဒါတီးခန့်တာမဟုတ်အကြောက်တရားဒေါသဟုတ်လားအကြောက်တရားနဲ့တီးခန့်ခြင်းတရားတော့မှခမ ्या တို့မှမကွယ်ဘူးမြတ်စွာဘုရားကမဟုတ်မမှန်ပြောလာလို့ရှိရင်ဒါကြောင့်လည်းမဟုတ်ဘူးဒါဒီအကျိုးကြောင့်လည်းမဟုတ်ဘူးဆိုပြီးတော့ဖြေရှင်းခိုင်းတယ်ဒေါသလည်းမပါနဲ့လောဘလည်းမပါနဲ့မောဟလည်းမပါနဲ့ မှန်တရားတွေကိုပြန်ပြောပြီးဖြည့်ရှင်းရမယ်ကိုကျော်ကြီးတို့အဲ့ဒီနည်းနဲ့ဖြည့်ရှင်းတာခမည်းကအဟုတ်မှန်တရားတွေကိုပြောနေတဲ့အချိန်မှာခမည်းကိုလာပြီးတော့ဗုဒ္ဓဘာသာကပဲဖြစ်ဖြစ်ဘာသာကြားကပဲဖြစ်ဖြစ်မပြောပါနဲ့ဗျာသူ့အကုသူနဲ့သူသွားလိမ့်မယ်ဟလာပြောနေလဲစကားတွေကပရိပခများပါတယ်လို့ခမည်းကိုလာတားပြီးဆိုလာတားတဲ့လူသည်အဲ့ဒါဒီလူယုံပါဘာကြောင့်လဲလို့မေးလို့ရှိရင် ယုံမှာသွားယုံမှာတဲ့အကုသို့စကားမလိမ့်ဗလိမ့်မကြံစကားပြောနေတဲ့လူကိုမတားဆီးပြန်နေအဲ့ဒီလူဘက်ကကဘာလုပ်ပြီးပြောပြတဲ့အတွက်ဒုစရိုက်ကိုအားပေးတာမူတံဝါဒကိုအားပေးတာဂုံးတိုက်စကားကိုအားပေးတာအဲ့ဒီကောင်ကလူယုံမှာအဲ့ဒီလိုလူယုံမှာဒီနေမှာဆက်ဆံနေဟုတ်လားခင်ဗျားတို့ဗမာဗုဒ္ဓဘာသာလူမျိုးတွေကလူယုံမှာလဲလုံကြတယ်လူရောက်တွေလဲလုံကြတယ်ပြီးတော့သူများကကကို့မှာသူတော်ကောင်းမဟုတ်တဲ့အကျင့်မရှိဘဲနဲ့သူတော်ကောင်းစကားတွေလာပြောပြီး ပြီးခံလိုက်ပါဗျာလို့ပြောရင် ခမားတို့ကကိုကူကိုတူတော်ကောင်းလို့ထင်ကြတယ်အဲ့ဒါခမားတို့အယုံမှဆုံးပဲခမားတို့မှတူတော်ကောင်းတရားမရှိပဲတူတော်ကောင်းအောင်ဆောင်းတာလဲယုံမှတာပဲသူယုံမှကသူယုံမှစကားပြောနေတာကိုဝင်ရောက်တားဆီးခြင်းမပြုတာလဲခမားတို့ယုံမှတာပဲသူယုံမှစကားပြောတဲ့လူကိုမတဖိနေဖဲနဲ့သူတော်ကောင်းစကားပြောတဲ့လူကိုလာပြီးတားမြစ်တယ်ပိတ်ပင်တယ်ချုပ်ချယ်တယ်ဆိုရင်အဲ့ဒီကောင်လည်းလူယုံမှပဲအဲ့တော့ခမားတို့ဘုန်းတော်ဘာသာတွေကလူယုံမှလုတ်ပြီးတော့ကိုယ့်ဘာသာကိုမကကွယ်ကြတာ မကကွယ်တက်ကြတာအဲ့တော့ကိုကိုကိုမေးငါသူတော်ကောင်းလားကိုကိုကိုမေးသူတော်ကောင်းမဖြစ်ချင်တဲ့ကံ၅ပါးလုံအောင်ရင်နီကံ၅ပါးလုံသွားလို့ရှင်ဒူးစရိုက်၁၀ပါးလုံအောင်နီနောက်တော့မှသူတော်ကောင်းအစင်ကိုတက်အရိယာသူတော်ကောင်းကြီးလှုပ်အပ်တဲ့အလုပ်တွေကိုခင်ဗျားတို့စက်တက်အဲ့တော့သူတော်ကောင်းအရေးချင်းလဲကို့မှာမရှိဘဲနဲ့အဖက်ဖက်ကသူတော်ကောင်းအထင်နဲ့စကားတွေမြှောက်ပြီးလဲလို့ရှင်ကို့ကိုဘဝင်နေမြင့်သွားတယ်အဲ့ဒါလဲပျက်စီးချောင်းတရားပဲ ူရုံမာတွေကရုံမာနေမှန်းသိရတာနဲ့မတားစင်းရင်လည်းခမရတို့ပျက်စီးကြောင်းမင်းသူတော်ကောင်းကသူရုံမာကရုံမာတဲ့စကားပြောလို့ကိုကပြန်နေခြေပါတုတ်ပြန်နေတာကိုခမရတို့လာတားစီးပြီဆိုပေမဲ့အဲ့တားစီးတဲ့ကောင်တွေကလည်းလူရုံမာပဲအဲ့ဒီကောင်တွေနဲ့မပေါင်းနဲ့အဲ့ဒီလိုဗုဒ္ဓဘာသာလူမျိုးတွေကိုလူရမသွင်းနဲ့ဘန်းပလိုက်တခါနဲ့ကျုပ်ကတော့ဘန်းတယ်အဲ့ဒီလူကိုအောက်တန်းစားစကားတွေဗမာဗုဒ္ဓဘာသာချင်းချင်းအောက်တန်းစားစကားပြောရင်ဒီကောင်လည်းလူရုံမှာပဲဗုဒ္ဓဘာသာဖြက်စီးတဲ့ကောင်လို့တတ်မှတ်လိုက်တယ်ဘန်းပလိုက်တယ် ကိုရုပ်ကိုမပြရင်ရင်လေလူပြမသွင်းနဲ့စကားမပြန်နဲ့ဘမ်းမလိုက်ဟုတ်ပြီလားဗုဒ္ဓဘာသာရဲ့အတင့်တာရတွေကို ပြောတဲ့အခါမှာကိုကသူတော်ကောင်းမဟုတ်ရင်ငါသူတော်ကောင်းမဟုတ်ဘူးလို့ပြောရတဲ့တတိရှိရမှာငါကန်ငါးပါးလုံရင်ငါကန်ငါးပါးလုံတယ်လို့ပြောရတဲ့တတိရှိရမှာဘာဒူးစရိုက်၁၀ပါးလုံတယ်ဆိုရင်ငါဒူးစရိုက်၁၀ပါးလုံတယ်ငါစကားကိုမင်းတို့ကြိုက်တဲ့နေရာနေထောက်ပြီးတော့ငါကိုအပြစ်တင်ဝေဖန်နိုင်တယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ငါ့ကိုတီးခံပါလာမပြောနဲ့ဒါကြောင့်လည်းမဟုတ်ဘူးဒါကြောင့်လည်းမမှန်ဘူးဖြစ်တဲ့အတွက်ငါဒီတုံ့ပြန်တာ အမှန်တရားကိုငါသိအာကုသူကိုအာမပေးတာတိကမှာပြောအောင်ငါကြောက်တတ်တဲ့သတ္တဝါမဟုတ်ဘူးငါ့ကိုလာပြီးပလိန်လို့ငါမကြောက်ဘူးပြောရတဲ့တတိရှိရမှာဟုတ်လား